ဒီနေ့မေလာဆလရဟာရခိုင်ပြည်မှာအကြီးမားဆုံးနဲ့အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တဲ့မော်ခါဆန်ကလုံးမုန်တိုင်းတိုက်ခိုက်တာနဲ့နိုင်ပြည်နေဖြစ်ပါတယ်။စစ်တွေမျိုးကိုဗဟိုပြူတိုက်ခဲ့ခဲ့တဲ့မော်ခါမုန်တိုင်းဟာရခိုင်မြောက်ပိုင်းတခွင်ကပေါတောပွန်နာကျွန်းရေသေးတောင်ကြောက်တော်မြအူးမင်းပြမြေပုံမောင်တော်စရွေမျိုးတွေကိုဖျက်ဆီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပျက်စီးဆုံးရှုံးတာတွေလည်းများပြားခဲ့ပါတယ်။မောခမုံတိုင်းဟာအမြင့်ဆုံးလေတိုင်းတော့တနအိမ်မှာမိုင်း130ကနေ140ထိရှိခဲ့ပြီးတော့ ရခိုင်ကံရိုးတဲမှာအင်အားအပြင်းဆုံးထိခိုက်ပျက်စီးမှုအများဆုံးစရင်မှာဝင်ခဲ့ပါတယ်။စစ်ကောင်စီထုတ်ပြန်တဲ့စရင်တွေအရမိုခါကျောင်းရခိုင်ပြည်မှာလူနေအိမ်38000ကျော်၊ရုံလုံးပေါင်း300ကျော်၊စာသင်ကျောင်းပေါင်း1000ကျော်၊စည်ရုံစေခန်း900ကျော်၊ဘာသာရေးအဆောက်အအုံ1900ကျော်နဲ့တခြားပျက်စီးမှုပေါင်း1000ကျော်ရှိခဲ့ပြီးတော့လူဦးရေတရားလစ်စနဲ့ငါးဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မုံတိုင်းတန်တင်းတဲ့မြို့နယ်တွေကမြို့စပါတင်ပေါ်9000ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ ကျွေးနာတည်ဆုံမှုကောင်းရင်စုစုပေါင်းတထောင်တထောင်ကျော်ရှိခဲ့တာပါပြည်တွင်းမှာရှိတဲ့တစ်တောတစ်ပင်တွေပြုံတီခရပြီးတော့ကာလာတော်ကာလာရှေတီးပင်စပင်တွေမှာလည်းပျက်စီးခရသလိုဒီကနေ့ထိပြန်လည်အစားထိုးစိတ်ပျော်ဖို့ခက်ခဲနေတော့ဖြစ်ပါတယ်မောခလွန်နနေကျိုဒီကနေ့ထိပြည့်စည်သွားတဲ့လေယာတချို့မှာစိတ်ပျော်ရေးလို့ပိုအခက်ခဲချို့ရှိနေကြပြီးတော့တင်းနဲ့အထွန်းတို့ကြာဆင်းကြတွေကိုကြုံတွေ့နေရတယ်လို့လေသမားတွေကပြောကြပါဗျ။ တချို့ဒေသခံတွေမှာဒီကနေ့အထိမောခါကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေဘာသာရေးအဆောက်အုံတွေတခြားအပျက်စီးတွေကိုအလုံးစုံမပြေနိုင်ကြသေးသလိုစာတင်ကျောင်းတွေကိုလည်းပြန်မဆောက်နိုင်သေးတဲ့ကျေးရွာတွေအများအပြားရှိနေတော့ဖြစ်ပါတယ်။အဲ့ဒီလိုမောခါတန်သိမ့်ပြည်သူတွေနလန်ပြန်ထုဖို့ခက်ခဲနေချိန်မှာမုံတိုင်းအလုံး6လကြာ2023ခုနှစ်နိုဝင်ဘာလမှာစစ်ကောင်စီနဲ့အာရခတက်တော်တို့တကြိုးပြန်တိုက်ပွဲဖြစ်ပွားလာတာဟာလေဒေသခံတွေပြန်လည်ထူထောင်ဖို့ခက်ခဲစေတဲ့အခြေအနေတစ်ခုဖြစ်ခဲ့တာပါ။ ဒီကနေ့ထိရခိုင်ဒေသခံတွေဟာမောခါဒန်စစ်ပွေးလံတွေကြောင့်အိုးအင်စော့ခါပြီးဘေးလွတ်ရာထွက်ပြေးတင်းချောင်နေရသူအများအပြားရှိနေတုန်းဖြစ်ပါတယ်ရှုံုံပြောရရင်မောခါဒန်နဲ့တူတိုက်ပွေးတံကိုပါတပြိုင်တည်းရင်ဆိုင်ခဲ့ရတဲ့ရခိုင်ဒေသခံတွေဟာဒီနေ့အထိအဖက်ဖက်ကနေဘဝရက်တည်းရဲ့အတွက်နလန်ပြန်ထူဖို့ခက်ခဲနေတော့ဖြစ်ပါရဲ့ရှင်